ရခိုင်ဒေသတို့တိုက်ခိုက်နေသော အာဆာနဲ့ RSO အဖွဲ့များကိုအားပေးအမြောက်ပြုနေတဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်အရာရှိတချို့ကိုအေးအေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုယမန်နေ့ကထပ်မံတိုက်တွန်းလိုက်ပါတယ်။ AA ကရခိုင်ဒေသတွင် လက်ကျန်မျိုးအုံခုကိုစစ်တပ်လက်အောက်မှ အလုံးစုံလွတ်မြောက်ရေးစစ်ရေးနိုင်ငံရေးနည်းလမ်းများဖြင့်ဆောင်ရွက်နေစဉ်အာဆာနဲ့ RSO အဖွဲ့များကဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တလျှောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့တွင်ယာယီစခန်းများ အခိုင်အမာစခန်းများကိုတည်ဆောက်ပြီးရင်းနေရာများမှ ရခိုင်ဒေသတွင်သို့စိတ်ဝင်ရောက်ကာ AAE လုံခြုံရေးစခန်းများကိုတရက်တစ်ပြက်ဝင်ရောက်တိုက်ခိုက်ခြင်းဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှနေ၍နှောက်ယှက်ပစ်ခတ်ခြင်းရန်စပစ်ခတ်ခြင်းအရတားများကိုတပ်ဖြတ်ခြင်းနဲ့ပြန်ပေးဆွဲချင်းချောက်ခြင်းတို့ကိုယခုရက်များအတွင်းပုံမလုံဆောင်လာကြောင်း AAE ကပြောပါတယ်။အောက်တိုဘာ17ရက်နေ့မွန်းလွယ်3နာရီချိန်တွင် မောင်တော်မြောက်ပိုင်းလက်ရခွဆုံတောင်ပတ်မီတာ၂၀၀กว่าအစ္စလန်လက်နှက်ကိုင်းဆယ်ဦးကဒေတာကန်ဆိုင်ကယ်ကယ်ရီမောင်းလူ၃ဦးကိုခြုံခိုတိုက်ခိုက်ခဲ့ပြီးတဦးတည်ဆုံးက၂ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းအာဆာနဲ့ RSO အဖွဲ့များမှဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGB မှအရာရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပံ့ပေးထားခြင်းဖြစ်နိုင်ကြောင်းဘင်္ဂလားဒေ့ရှ်ဂျာပြအစိုးရအနေဖြင့်အမြန်ဆုံးခေါ်ထုတ်အရေးယူရနေတယ် အချိန်မီထိမ့်သိမ့်တဲ့ကြောင်း AA ကဆိုပါတယ်စက်တင်ဘာ29ရက်နေ့ကလည်း AA ကမင်္ဂလာတက်ဂျားပြအစိုးရကိုအတိပေးထုတ်ပြန်ခဲ့ပြီးယခုထပ်မံ၍တိုက်တွန်းကြောင်းမင်္ဂလာတက်အစိုးရအနေဖြင့်အရေးယူထိန်းချုပ်မှုမရှိဘဲဆက်လက်လွှတ်ထားမည်ဆိုပါကနှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးဝါးစွာထိခိုက်လာစေနိုင်ကြောင်း ထို့ကြောင့်အာစာနဲ့အားဆိုအဖွဲ့များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မှရခိုင်ဒေသသို့ဝင်ရောက်စစ်ရေးလှုပ်ရှားမှုများကိုအမြန်ဆုံးဟန်တာပေးရန်ပါဝင်ပတ်သက်နေသောဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်အစိုးရအရာရှိဝန်ထမ်းများကိုအမြန်ဆုံးထိန်းချုပ်အရေးယူပေးရန် AA ကကြေညာချက်ထပ်မံထုတ်ပြန်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဂျားဖြတ်အစိုးရကထိန်းချုပ်မှုမရှိပါကနယ်စပ်နဲ့အာဆီယံဒေသအတွင်းလုံခြုံရေးတည်ငြိမ်ရေးတို့ကိုပါချိန်ချောက်လာနိုင်အောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း ချိန်ချမှုဖြစ်နိုင်ကြောင်း AA ကတိုက်တွန်းထားပါတယ်ရှင်။